အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာကစားမဲ့ Champions League Quarter Final အဆင့်ပွဲစဉ်တွေထဲမှာမှာပြည်သက်တွေစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Real Madrid အတင်းတို့ရဲ့ပွဲစဉ်ကတော့ဒီကနေ့ည မြန်မာစံတော်ချိန်တနအီခွဲမှာအာဆင်နယ်တင်ရဲ့အိမ်ခွေဖြစ်တဲ့ Emirates Stadium မှာတဖက်ကရမထွေအတင်ကိုအဲ့ခံကစားသွားမယ်ပွဲစဉ်လည်းရှိတယ်ဆိုတော့ဒီနေ့ပွဲကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်တော့ဒါအာဆင်နယ်အတင်ရဲ့အတွက်ကျွန်တော်တို့ Champion League မှာဘတ်တူဘတ်ပြီးခဲ့တဲ့အနှစ်တုန်းကလည်းကျွန်တော်တို့ quarter final အဆင့်ကိုဒါကျွန်တော်တက်နိုင်ခဲ့တယ်ဒီနေ့မှလည်းထပ်ပြီးတော့မှ quarter final အဆင့်ကိုတက်လာနိုင်တဲ့အခြေအနေလည်းဖြစ်တယ်ပြီးခဲ့တဲ့နှစ်တုန်းကအာဆင်နယ်အတင်ကကျွန်တော်တို့ဒါ Bayern Munich အတင်ကိုအင်္ဂွေအမရိတ်မှာထူးထူးတည်ကြပြီးတော့မှကျွန်တော်တို့ဒါ ဒီ Bayern Munich အတင်းရဲ့အင်ကွင်းမှာ1-0ရရလက်ကြောင့်မို့လို့ကျွန်တော်တို့ quarter final အဆင့်ကနေထွက်ခဲ့ရတာဒီရာသီမှာတော့ကျွန်တော်တို့ဒါ quarter final အဆင့်ကိုတက်လာပြီးတော့မှတစ်ဖက်မှာတော့ဒါကျွန်တော်တို့ဒီ Champion League ရဲ့လက်ရှိ Champion ကျွန်တော်ဥရောပမှာအင်အားအတောင့်တင်းဆုံးအတင်းတစ်သင်းဖြစ်တဲ့ Real Madrid နဲ့လာပြီးတွေ့နေတဲ့အတွက်စိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေလို့ကျွန်တော်တို့ပြောလို့ရတဲ့အနေအထားလည်းဖြစ်တယ်ဆိုတော့ဒါပထမဆုံး Real Madrid အတင်းရဲ့ကစားသမားတွေပေါ့လေဒါကျွန်တော် Atletico Madrid အတင်းနဲ့ပွဲစဉ်မှာဒီအောင်ပွဲခံတဲ့နေရာမှာအလွန် အကျွန်အောင်ပွဲခံခဲ့ပြီးတော့မှကျွန်တော်တို့မပွဲမရလောက်ခဲ့တယ်ဆိုတဲ့အခြေအနေကြောင့်မလို့ယူရီဖာနဲ့ဒါကျွန်တော်တို့ပြဿနာတချို့ရှင်းခဲ့ရပြီးတော့မှဒီကစားသမားတွေကကျွန်တော်တို့ဒီပေါ့လေပြစ်ပြစ်တဲ့အနေနဲ့ကျွန်တော်တို့အာပေါင်3000ပေးရတယ်ဒါမျိုးအခြေအနေတွေရှိခဲ့တယ်ဆိုတော့ဒါပေမဲ့လို့ဒီကစားသမားတွေအားလုံးက suspend ကြမှာမဟုတ်ပဲနဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ဒါရူဒီကကျွန်တော်အမ်ဘာပေဗီနီဇီယပ်စ်တို့လို့ကစားသမားတွေအားလုံးပါဝင်လာဖို့အခြေအနေရှိတယ်ဆိုပြီးတော့မှသိရတယ်ပေါ့လေဆိုတော့ အဲ့ဒီနဲ့အသင်းနေကတော့ဒါကျွန်တော်တို့ခန့်စစ်ကစားမှဖြစ်တဲ့ဂါဘီယယ်ဒံရအခြေအနေကြောင့်မို့လို့ပါဝင်ပါဝင်လာဖို့အခြေအနေမရှိတာကလည်းကျွန်တော်တို့ကစားသမားအစုံလည်းပါဝင်လာဖို့အခြေအနေရှိတယ်။ဒီထဲမှာတော့ကျွန်တော်တို့အသင်းရဲ့အဓိကအားကိုးရတဲ့အင်္ဂလန်တောင်မှကစားသမားဖြစ်တဲ့ဘူဂိုယိုဆာကာကအင်ဂျူရီအခြေအနေကနေပြန်လာနိုင်ပြီးတော့မှဒါရဲမထွက်အသင်းရဲ့ပွဲစဉ်မှာပြန်လည်ပူးပေါင်းနိုင်မယ်ဆိုပြီးသိကြတယ်။ဆိုတော့ အကြမ်းမှာကစားခဲ့တဲ့ကျွန်တော်တို့ဒါ Everton အသင်းနဲ့ပွဲစဉ်မှာနီးပြမီခေအာဒီတာကကျွန်တော်တို့ရဲမထွက်အသင်းနဲ့ပွဲစဉ်ကို အာယုံစိုက်ချင်တာကြောင့်မို့လို့ဒါကျွန်တော်တို့ဒီ Martinelli တစ်ဖက်မှာ Bukayo Saka လို့ကစားသမားတွေကိုအာကျွန်တော်တို့အနားပေးခဲ့တယ်အာအရင်ကစားသမားတွေနဲ့ပဲ World Cup ခဲ့ပြီးတော့မှဒီရဲမထွက်အသင်းနဲ့ပွဲစဉ်မှာသူတို့အားစိုက် လာခြင်းတဲ့ပုံရှိတယ်ဒါအပြင်ကျွန်တော်တို့ဒီအာဆင်နယ်တင်းကကျွန်တော်နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာတပွဲမှာရှုံးနိုင်ထားခြင်းမျိုးမရှိဘဲနဲ့၄ပွဲတည်ရကြပြီးတော့မှ3ပွဲနိုင်ထားတယ်ပြီးခဲ့တဲ့အပတ်တုန်းကတော့အေဗာတန်နဲ့တည်ရကြထားတယ်ဆိုတော့လက်ရှိအခြေအနေအရအာဆင်နယ်တင်းကကျွန်တော်တို့ကစားပုံရတော့ကျွန်တော်မဆိုးတဲ့အထက်မှာပါတယ်ခန်းစစ်ကျွန်တော်ကြည့်လိုက်တယ်ကွင်းလည်းပြောစရာအချက်မရှိဘူးဒါပေမဲ့လို့အာနေချက်ကတိုက်စစ်ဖြစ်နေပြီးတော့မှဒီတိုက်စစ်ပြဿနာကကျွန်တော်တို့ဒီဒီနေ့ညမှာပေါ့လေဒါ Rice Starling ကလည်းအနီကပ်ပြစ်ဒဏ်ကြောင့်မို့လို့ပါဝင်လာမဲ့အခြေအနေမရှိတဲ့ ဲ့အတွက်ကျွန်တော် Rise Italy ရဲ့နေရာမှာဒီ Martinelli နဲ့တစ်ဖက်ကဘူကိုယိုဆာကာနဲ့ပွဲထွက်လာဖို့အခြေအနေရှိတယ်။တိုက်စစ်နေရာမှာတော့ဒါ Mike Morino ကိုပွဲထွက်လာဖို့အခြေအနေရှိတယ်။ကိုယ်လည်းနေရာမှာတော့ဒါ Origet Party Digan Right အတွဲကိုမြင်ရဖို့အခြေအနေရှိပြီးတော့မှာခန်းစစ်နေရာမှာတော့ Ben White ထက် ဂျူနီယာတင်ပါနဲ့ပွဲထွက်လာဖို့အခြေအနေရှိတယ်ဝီလျံစလေးဘာခရီယောနဲ့တစ်ဖက်မှာတော့လူးဝစ်စကယ်လီနဲ့ပွဲထွက်လာဖို့အခြေအနေရှိတယ်ရမထွက်တင်ကပေါက်ကွဲအားကောင်းတဲ့ကစားသမားအစုံလင်ပါဝင်လာမှာဖြစ်ပြီးတော့မှအမ်ဘာပေကျောင်းဗင်နီစီယာရိုဒရီဂိုတို့ပါဝင်လာဖို့အခြေအနေရှိတယ်ဒါကွေးလန်နေရာမှာတော့ကာမာဗင်ကာမိုဆရစ်နဲ့ဒါဘယ်လင်ကန်နဲ့ပွဲထွက်လာဖို့အခြေအနေရှိပြီးတော့မှကျွန်တော်တို့ဒါခန်းစစ်နေရာမှာတော့ရာဦးရူဒီက ဘယ်ပါတီနဲ့ဂရိကာတို့နဲ့ပွဲထွက်လာဖို့အခြေအနေရှိတယ်။ဆိုတော့ရေမထွက်တရဒီအာဒီပြဿနာကခန်းစစ်ပြဿနာဖြစ်ပြီးတော့မှကျွန်တော်တို့အာကျွန်တော်မေကွန်ထောက်ဆရာအခြေအနေတွေအများကြီးရှိတယ်။ဒါပြရတဲ့အပတ်တုန်းကလည်းကျွန်တော်ဘလန်ဆီယာကို16နှစ်အတွင်းမှာကျွန်တော်တို့ဘာနေပြူးမှာ1 2ရလက်နဲ့အရင်နေထားပြီးတော့မှနောက်ဆုံးပြိုင်ပွဲဆိုအာကျွန်တော်တို့ဒါ9ပွဲမှာ သွင်းကို10ကိုထိခွင့်ပြုထားရတဲ့အခြေအနေကြောင့်မလို့တိုက်စစ်ကတော့ဂိုးတွေရတယ်ခန်းစစ်ကတော့ဂိုးတွေပြန်ပေးနေရတဲ့အနေအထားတစ်ခုတော့ကျွန်တော်တို့ရဲမထွက်သေးမှာမြင်ရတယ်အာဆင်နယ်တင်းကကောင်တာအထက်ကောင်းကောင်းလုံနိုင်တဲ့ကစားသမားဖြစ်တဲ့ဖူကိုယိုဆာကာမာတီနယ်လီတို့လိုကစားသမားပါဝင်လာဖို့အခြေအနေရှိတဲ့အတွက်အဲကျွန်တော်ရေမထွေခန်းစစ်နေနေတော့ကျွန်တော်တို့အတွင်းကိုတွေပေးရဖို့အခြေအနေရှိတယ်ဆိုတော့ရေမထွေတင်ကကျွန်တော်တို့လက်ရှိလာလီကာမှာခြေစွမ်းရအာဏာချက်တွေရှိတယ် အာလက်ရှိ garden ဖောင်းကဘလို့ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုပေမဲ့လို့ champion league မှာတော့ဒီအသင်းကလုံးဝ different game chain နိုင်တဲ့အသင်းဖြစ်တယ်လို့အာကျွန်တော်အတွေ့အကြုံအာကျွန်တော်တို့ဝါအရပေါ့လေဒါတခြားအသင်းတွေထက်ပိုကောင်းတဲ့အခြေအနေရှိတယ်ပိုတာလုံတဲ့အခြေအနေရှိတယ်ဆိုတော့ arsenal အနေနဲ့တော့မဖြစ်မနေကျွန်တော်တို့အင်ကွင်းအမရိတ်မှာဒါ yellow switch ကိုဖြစ်နိုင်သမျှအကောင်းဆုံးကျွန်တော် response လုပ်ပြီးကစားမယ်တွင်းကိုတွေရသလောက်ယူထားမယ်ဒါပြန်ပြီးတော့မှတွင်းကိုပေးရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့တွင်းကိုတွေရသလောက်ယူပြီးတော့မှ now တက်ဆင့်ပေါ့လေတက်ဖို့အတွက်ကြိုးပမ်းရမယ်အခြေအနေပါဒါပြင်ကျွန်တော်ဗာနေဖြူကိုသွားပြီးရင်ဆိုင်ရမယ်ဝေခွင်းပွဲစဉ်မှာဒါအိမ်ခွင်းကကျွန်တော်တို့တိကျပြတ်သားတဲ့အနိုင်ရလမျိုးဖန်တီးထားနိုင်မှာကျွန်တော်နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိမယ်အနေထားဖြစ်တယ်ဆိုတော့တစ်ဖက်မှာရေမထွက်ကခန်းစစ်အားနေတဲ့အသင်းဖြစ်တယ်တစ်ဖက်ကဒါအာဆင်နယ်တင်ကခန်းစစ်အားကောင်းတယ်ကွင်းလင်အားကောင်းတယ်ကျွန်တော်တို့ဒါတိုက်စစ်ကတော့လိုအပ်ချက်တွေရှိနေတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့ဒီနှစ်သင်းရဲ့ different shape အတွင်ပြင်နဲ့အတူကျွန်တော်တို့ဒီနေ့ညမှာအာဆင်နယ်တင်းကအင်ကွင်းအမ်ဘရိတ်မှာဒါရဲမထွက်တင်းကိုအနိုင်ယူသွားမလားရဲမထွက်တင်းကပဲကျွန်တော်ဒါအာဆင်နယ်အင်ကွင်းမှာအနိုင်ယူမလားဒါစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေဖြစ်တယ်ဆိုတော့မဖြစ်မလေကျွန်တော်တို့ဒီနေ့တင်းကအပြလန်တွင်းကိုတွေကျွန်တော်တို့မြင်ရဖို့အခြေအနေရှိရလို့ထင်တယ်ဆိုတော့ဒီနေ့ပွဲစဉ်ကိုတော့အာဆင်နယ်အတင်းရဲ့အင်ကွင်းအမ်ဘရိတ်မှာတစ်ဖက်ကရဲမထွက်တင်းကိုအိုက်ခံကစားသွားမှာလည်းဖြစ်တယ်ပေါ့လေဆိုတော့အကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်းအားလုံးပြည့်စုံကြပါစေ။ ཁས 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 ཁས